ယရဏသုံးပါးဆရာသမားတွေကတော့ဘုရားတရားသံဃာဆရာသမားတချို့အတွက်မိဘကတော့ဘုန်းကြီးတွေကတော့မိဘကတော့ဆရာဘလို့ပေါ့လေအဲ့လိုကတော့ပြီးတဲ့အခါကျတော့ဒီကတော့ကတော့ဘုံကိုလည်းပဲပြီးတော့ပြပါ ဘလို့ပြောရလဲရှုမှတ်မှုနဲ့ဘလို့ပြောရလဲဆိုလူကတော့ပြီးတဲ့အခါကျတော့မိမိကတစုံတယောက်များပြင်မှတ်မိတာရှိတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုကတော့ရတယ်တကယ်လို့အဲ့ဒီပုဂ္ဂိုလ်ကအနည်းမှမရှိဘူးအဝေးမှဖြစ်နေတယ်ဆိုရင်ကမ္မထံဇရာကို ရောက်ထားပြီးတော့တမီးတော့ဘသူ့ကိုပြမမိလို့သူ့ကိုကတော့လိုပါတယ်ဘုရားလို့ရောက်ထားပြီးတော့အဝေးရပဲမှတ်ပြီးတော့ကတော့အဲ့ဒါလိုကတော့ခြင်းအားဖြင့်အဖြစ်ပြပြောက်သွားပြီးတော့မိမိမှာတရားလည်းလည်းမြန်မြန်တိုးတက်ခြင်းကျူရတယ်မကတော့ဘူးဆိုလို့ရှိရင်တော့မိမိပြမမိတဲ့ပုဂ္ဂိုလ်ကတကယ်လို့အရိယပုဂ္ဂိုလ်များဖြစ်ရင် အရိယပုဂ္ဂိုလ်ပြမမိတဲ့အတွက်မိမိမှာမဉ္ဇဏ်ပူညာမရနိုင်ပဲမဲ့အန္တရယ်ဖို့အန္တရယ်ဖြစ်တတ်တယ်။ဒါကြောင့်အဲ့လိုမတော်ရ။ဒါအဲ့ဒါလိုကတော်ရရခါပါကတော်ပုံလေးအခုပြပါအောင်မယ်။ဒီလိုကတော်ရရခါမှာလည်းပဲ လှောက်ရှားပြုမှုတွေကိုတတိကရှုမှတ်ပြီးတော့ကြောရပါတယ်ပထမကျုံညုံထိုင်သို့မဟုတ်ဆောင်းညောင်ထိုင်ထိုင်ပြီးတော့မှလက်အုပ်ချီလက်အုပ်ချီတဲ့အခါမှာလည်းပဲရှုမှတ်မှုတွေပဲအဲ့ဒါအခုပြပါလိမ့်မယ်တော့ပါ မြတ်စွာဘုရားကိုကြောတယ်ဆိုရင်ဘုရားကိုတော့အာယုံပြုလိုက်ကိလေသာညစ်ခြင်းမှာခေဝေစင်ကြောမှုသောမြတ်စွာဘုရားအဲ့လိုအာယုံပြုပြီးတော့မှတဖြည်းဖြည်းလေးလက်ကိုရွေ့ရွေ့လေးအောင်ခြာအဲ့ဒီခါမှာလက်ရွေ့သွားတာလိုက်ပြီးရှူရတယ်အဲ့ဒါတတိပဌံဝိပဿနာပဲဥခြာတယ်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 ဖြည်းဖြည်းလေး ရွေးတဲ့သဘောကိုတတိဥစည်းတဲ့စိနဲ့နောက်ကကာပြီးလိုက်ရှူရလက်အောက်ထီတော့ထီတယ်ထီတယ်ဒူးညွတ်တော့ညွတ်တယ်ထီတော့ထီတယ်လက်ကိုရှေ့တိုးလိုက်တော့တိုးတယ်တိုးတယ်တိုးတယ်တရောင်အောက်ထီတော့ထီတယ်ထီတယ်ကောင်းကုန်တော့ ဟုတ်တယ်ဟုတ်တယ်ကောင်းကလက်တစ်ခုရတဲ့မှာဖြာသူမုတ်ကြံထီတော့ထီတယ်ထီတယ်ပြန်မရင်တော့မရင်နဲ့မရင်နဲ့ပြီးတော့တစ်ဖြည်းဖြည်းပြန်မမရင်မရင်မရင်ဖြည်းဖြည်းမနေတဲ့တစ်ချောင်းတော့စိတ်ကတော့လိုက်ပြီးတိ အဲ့နောက်တရားတော်ကိုကတော်မယ်ဥချပြီးတော့တရားကိုတော့အာယုံပြုအစာလည်းဆုံးသုံးပါလုံးကောင်းရင်လည်းပြည့်စုံအောင်ဟောထုတ်ထားတဲ့တရားတော်ပဲပဲသွားခါတာလုံးနဲ့ပြည့်စုံမယ်အဲ့လိုအာယုံပြုပြီးတော့မှဥချချပြီးရှင်းနည်းအတိုင်းပဲရှူရဥချတယ်ချတယ်ချတယ်ဆိုပြီးရွေးနေလက်ရွေးနေတာလိုက်ပြီးရှူရ အဲ့ဒီရွေးတာဟာဝါယောပဲဝါယောဆိုတာလေတတ်သမုတ်တိရဏရတ္တရွေးရှားတတ်တဲ့ကိစ္စရှိအဲ့ဒီလက်ရွေးနေတဲ့သဘောလိုက်ရှုတာဝါယောတတ်ကိုရှုနေတာပဲဝါယောတတ်ရဲ့အနိစ္စဒုက္ခအနတ္တသဘောသိအောင်ရှုတာ ပြီးတဲ့အခါကျတော့ပြန်မရင်နဲ့မရင်နဲ့ဆိုပြီးမရင်မရင်တဖြည်းဖြည်းတခါခုနအတိုင်းပဲရှုပြီးတော့မရင်မရင်နာတန်ဃာတော်ကိုရှိခိုးမဲ့ကြတော့မယ်အဲတော့တန်ဃာကိုအာယုပြု သုပတိပဏကောင်းစွာကျင့်တော်မူသောသံဃာတော်ရှင်မြတ်ပေတကားဥဇုပတိပဏဖြောင့်မတ်စွာကျင့်ကြံတော်မူသောသံဃာတော်ရှင်မြတ်ပေတကားအာယုပြုပြီးတော့မှခြားဥခြားတယ်ခြားတယ်ခြားတယ်ရှင်ဒီအတိုင်းတတိနောက်ကလိုက်ကပ်ပြီးရှင် တဲ့အခါမှာဈဉ္ညာလျှောက်စပြီးတော့ဈဉ္ညာလျှောက်ရှုမှတ်ပြီးမှထိုင်ရှုမှတ်ရတယ်။ဘာကြောင့်လဲလို့ဆိုတော့ဈဉ္ညာကစိတ်တည်ငြိမ်ရွယ်တယ်၊တမာရိရွယ်တယ်။ဘာကြောင့်ရလွယ်လဲဆိုတော့ဈဉ္ညာလျှောက်ရမှာခြေရောက်လှုပ်ရှားမှုကိုရှုတော့ခြေရောက်လှုပ်ရှားမှုကသူက ထင်ရှားတယ်ထင်ရှားတော့သူ့ကိုရှုလို့လွယ်တော့အဲ့ဒီလှုပ်ရှားမှုပုံပေါ်မှာစိတ်ကတည်ငြိမ်လွယ်တယ်တဲ့ပြောလို့ရှိရင်တော့အရှိကအာယုံထင်ရှားလို့ရှုလို့လွယ်ကူတဲ့အတွက်တည်ငြိမ်မှုတမာရီသူ့ကိုမြန်မြန်ရနိုင်တယ်ဒါပြောတာအဲ့တော့ဈဉ္ညာကစပြီးရှောက်ရှောက်ပြီးမှဈဉ္ညာရှောက်ရတာရတဲ့တမာရီကို အပြက်မခံမဲနဲ့ရှုမှတ်ပြီးတော့ထိုင်နေတိတဲသွားတဲသွားပြီးတော့ထိုင်တဲ့အခါကျတော့ဆက်ပြီးတော့ရှုမှတ်လိုက်တဲ့အခါကျတော့ဈေးညံတမာရီနဲ့ထိုင်တဲ့တမာရီအဆက်မပြတ်ဆက်ဆက်မိသွားတော့ထိုင်တဲ့အခါတမာရီအထူးမပြိုးတော့ရတော့ပဲနဲ့တမာရီအကောင်။ဒါကဈေးညံလျှောက်တာဟာတချို့သဘောမပေါက်တဲ့ပုံပုံများထင်တယ်လို့ဣရိယာကိုအပြောင်းလဲရရုံလျှောက်တာမဟုတ်ဘူး။ ပြီးတော့တမာရိယရုံလျှောက်တာမဟုတ်ဘူးဈဉ္ညာလျှောက်ခဲမှ ဖြစ်တဲ့ကြွမှုလှမ်းမှုခြားမှုဆိုတဲ့ရုပ်နဲ့သူတို့ကိုရှုတယ်ကြွတယ်လှမ်းတယ်ခြားတယ်ဆိုတဲ့နံတရားပြီးတော့ကြွခြင်းနဲ့လှမ်းခြင်းနဲ့ခြားခြင်းနဲ့ဆိုတဲ့နံတရားအဲ့ဒီနံတရားတွေရဲ့သဘာဝမှမသိဘူးရှုတာအဲ့ဒီနံတရားတွေလည်းမမြဲတဲ့တရားတွေပဲဒါသိဖို့ရှုတာဒီနံတရားတွေလည်းဆင်းရဲတဲ့ ီယုတ်တရားနံတရားတွေလဲဆင်းရဲတဲ့တရားတွေပဲဒုက္ခဒီယုတ်တရားနံတရားတွေလဲယုတ်နံသဘာဝတည်းတည်းဖြစ်တဲ့အတွက်ပုဂ္ဂိုလ်တ attva အတ္တအသက်ဝိညာဉ်မဟုတ်ဘူးအနတ္တတွေပဲလို့အဲ့ဒါလို့ကိုယ်တွေးသိလာအောင်စဉ္ညာလျှောက်ရင်ရှုရတာ